င်္ဂလာပါရှင်မေလ6ရက်သမင်းစမပရိုင်တိုင်းမင်းစမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျမတူချန်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါအခုပထမဆုံးသတင်းကောင်းစင်တွေကိုပြောပြပေးပါမယ် RFA မြန်မာပိုင်းအပါအဝင်ဌာနအများစုအပီးတိုင်ပိတ်သိမ်းရတော့မှာပါမေလအကုန်ထိအပြည့်ရမယ်လို့စက်ကောင်စီကထပ်ပြီးထုတ်ပြန်လိုက်ပါရစေမြန်မာရွှေ့ပြောင်းလုတ်သားမိသားစုကထိုင်းထိဘတ်6တန်းစုပေါက်သွားပါရစေ BGF ကောင်းဆောင်ပုံမှုစောချစ်သူနဲ့တား2ယောက်ကိုအမေရိကန်ကအေးအေးယူတန်းခတ်လိုက်ပါရစေ နိုင်ငံကဘက်မှာတော့ပုတ်ယဟန်မင်းကြီးရွေးချယ်ပွဲမတိုင်ခင်ယဟန်အမတ်တွေကဗာတီကန်ကိုပြောင်းရွှေ့နေကြပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ဒီကနေ့ရက်နောက်ဆုံးရငွေလဲနှုန်းရွှေ့ဈေးနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုစူးစိတ်တင်ဆက်ပေးသွားမှာပါရှင်။ ။တမရဒေါ်နယ်ထရမ့်အစိုးရရဲ့ရန်မုံငွေဖြတ်တောက်မှုကြောင့်လွတ်လပ်သောအာရှအသံ Radio Free Asia RFA သတင်းဌာနကအလौရှားရီရက်ဆိုင်ထားတဲ့ဝန်တန်းတွေနဲ့ဂျန်နက်ဝန်တန်းအများစုကိုမေလ9ရက်နေ့ကစပြီးတော့အလौရနာတော့မှဖြစ်ကြောင်းအသိပေးချက်ထုတ်ပြန်ထားပါတယ်။မေလာကုံမှာ RFA မြန်မာတိဘက်ဝီကာနဲ့လာအိုအပါဝင်ဘာသာစကားဌာနတဝက်လောက်ဟာတရံအကြောင်းအရာအသက်တွေထုတ်လုပ်တာဒါမှမဟုတ်တင်ဆက်တာပြုလုပ်တော့မှာမဟုတ်ကြောင်းသိရပါဗျ။ ဒါ့အပြင် RFA အင်္ဂလိပ်ဌာနနဲ့တရုတ်ကွန်မြူနယ်ပါတီကထုတ်ပြန်တဲ့မှားယွင်းသောဝါဒဖြန့်ချေမှုများကိုစစ်စစ်ဖော်ထုတ်ဖို့အထူးဖွဲ့စည်းထားတဲ့ Asia Fact Check Lab ကလည်းရက်ဆိုင်မှာဖြစ်တယ်လို့သိရပါဗျာ။ အမေရိကန်သမ္မတတရမ့်တက်လာပြီးတဲ့နောက်ပိုင်းကမ္ဘာသတင်းမီဒီယာအေဂျင်စီ USGAM ရက်ဆိုင်ချင်းခံရတဲ့နဲ့အတူမတ်လ15ရက်နေ့မှာလွတ်လပ်သောအာရှအသံ RFA သတင်းဌာနမှလုတ်ကင်နေတဲ့ဝန်တန်းတွေနဲ့စာချုပ်ဝန်ထမ်းတွေကိုအနာပေးလိုက်ကြောင်းအကြောင်းကြားစာတွေပို့လာပြီးတော့ယာယီရန်နာပြရတဲ့နောက်မှာအခုတော့အပီးရန်နာဖို့ထုတ်ပြန်လိုက်တာပါ။ လုပ်ငန်းတွေပြန်လည်စတင်ဖို့တရားရုံးကပြီးခဲ့တဲ့သတင်းပတ်အတွင်းဆုံးဖြတ်ခဲ့ပေမဲ့အမေရိကန်နိုင်ငံတကာမီဒီယာအေဂျင်စီ USAGMC ကနေရန်ပုံငွေတွေရရှိဖို့ကြံကြာနေတာကြောင့်ဌာနတွေကိုမလွဲမရှောင်သာရပ်ဆိုင်းလိုက်ရတာဖြစ်ကြောင်း RFA သတင်းဌာနအကြီးအကဲနဲ့အမှုဆောင်အရာရှိချုပ်ဘေဖန်ကပြောပါရယ် လာမယ့်မေလ9ရက်နေ့မှာအမေရိကန်အခြေဆိုင် RFA ဝန်တန်း90ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ဝန်တန်း280ကျော်အလောက်ကနေရနာခံရမှာဖြစ်တယ်လို့ပြည်ပမှာရှိတဲ့ဝန်တန်း20နီးပါးကိုလည်းလုပ်ငန်းကနေရက်စဲမှာဖြစ်ပါတယ်။ဒါအပြင်အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေအနေနဲ့မေလကုန်ထိပဲသူတို့ရဲ့ကျန်းမာရေးအမခံကိုဆက်လက်ရရှိမယ်လို့သိရပါတယ်ရှင်။ ငလင်တန်သန့်ဒေတာတွေမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအရှိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်နိုင်ဖို့နဲ့ရင်းချမ်းရေးကိုဖော်ဆောင်နိုင်စေဖို့မေလာ6ရက်နေ့ကနေ31ရက်နေ့အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲထားမယ်လို့စစ်ကောင်စီကဒီကနေ့မှကြေညာပါတယ်။အဲ့ဒီအပြစ်ရထားတဲ့ကာလမှာဆက်သွယ်ရေးလမ်းကြောင်းတွေကိုတိုက်ခိုက်တာတပ်စခန်းတွေတပ်ဌာနချုပ်တွေကိုတိုက်ခိုက်တာအင်အားစုဆောင်တာပြင်ဆင်စုဖွဲ့တာနယ်မြေချဲ့ထွင်တာတွေကိုဆောင်ရွက်ပါကတုံ့ပြန်သွားမယ်လို့စစ်ကောင်စီကဆိုပါတယ်။ ပြီးကြတဲ့မတ်လ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်စစ်ကောင်စီကဧပြီ2ရက်နေ့ကနေ30ရက်နေ့အထိယာယီအပြစ်ခတ်ရက်စဲကြောင်းထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီကအပြစ်ရက်ကြောင်းကြေညာထားပေမဲ့အရက်သားတွေရှိတဲ့ဒေသတွေကို၄ကြောင်းတိုက်ခိုက်တာစစ်ကြောင်းထိုးတာတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။ စစ်ကောင်စီဟာအပြစ်ခတ်ရဲစဲကြောင်းစတင်ကြေညာခဲ့တဲ့ဧပြီ2ရက်နေ့ကစပြီးတော့တိုက်ခိုက်မှု182ကြိမ်ရှိခဲ့ပြီးအဲ့ဒီထက်က83ကြိမ်ဟာငလျင်ဘေးသင့်ဒေသတွေမှာဖြစ်ပွားခဲ့တယ်လို့ကုလသမဂ္ဂလူအခွင့်အရေးရုံးကဧပြီ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်ဒါအပြင်ဧပြီ2ရက်ကနေ16ရက်နေ့အတွင်းစစ်ကောင်စီဟာတရက်ကိုပြန်မျှလေရင်ဒါမှမဟုတ်ဒရုန်းတိုက်ခိုက်မှု9.8ကြိမ်လုပ်ခဲ့ပြီးအဲဒီကာလတွေအတွင်းမှာလူ105ယောက်သေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင် အခုဆက်လိုက်ပြီးတော့မေလ၂ရက်နေ့ကထွက်ရှိခဲ့တဲ့ထိုင်းအစိုးရဘတ်6တန်းထီကိုမြန်မာရွှေ့ပြောင်းလုတာမိသားစုကစုခုရရှိခဲ့တဲ့အကြောင်းကိုဆက်ကြည့်အောင်ပါထိုင်းနိုင်ငံပတ္တယာမြို့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်ကင်နေတဲ့ဘကိုးတိုင်းဘကိုးမြို့စာတီမြန်မာရွှေ့ပြောင်းလုပ်သားဇနီးမောင်နှာသူတို့ရဲ့အသားဖြစ်သူရွေးချယ်ပေးတဲ့ထီလက်မှတ်1133နံပါတ်ကနေတဆင့်မေလ2ရက်နေ့မှာထွက်တဲ့ဘတ်6တန်းမြန်မာကျပ်ငွေ3000နီးပါးရှိတဲ့တထီကိုပောက်သွားတာဖြစ်ပါတယ် ကာယကံရှင်ထိပေါက်သူကတော့သားရွှေဦးထန်းလာတာပေါ့ဗျာလို့မစ္စမကပြောပါရယ်ဘတ်ချောက်တန်းထေဆုတ်ကိုရရှိခဲ့တဲ့မိသားစုဟာပြီးခဲ့တဲ့နှစ်နှစ်လောက်ကမှထိုင်းနိုင်ငံကိုရွှေပြောင်းလုတာအဖြစ်ရောက်ရှိခဲ့တာဖြစ်ပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာဝင်ရောက်လုပ်ကင်နေခဲ့တာပါအခုထိပေါက်ပြီးတဲ့နောက်မှာတော့အိမ်ချံဝယ်ပြီးတော့မိမိစီးပွားရေးလုပ်ငန်းလုပ်ကင်ဖို့ရည်မှန်းကြောင်းဆိုပါရယ် ်ပုံမှန်ထိုင်းထီထွက်ရဟာလကုံရဖြစ်ပေမဲ့မေလာတရက်နေ့အလုံသမားနေ့နဲ့တိုက်နေတာကြောင့်မေလာနှစ်ရက်နေ့မှာတောက်ကြနေမှာမှထိုင်းထီထွက်ရှိပြီးတော့ဈာမပိတ်ရက်တွေခံနေတာကြောင့်ဒီကနေ့မေလာ6ရက်နေ့မှာမှစုငွေကိုတွားရောက်ထုတ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ကိုရဲမင်းကပြောပါတယ် MHAC မဟာမိတ်အဖွဲ့အနေနဲ့2016ခုနှစ်ကနေလက်ရှိအချိန်ထိထိုင်းထီဘတ်6တန်းပောက်တဲ့မြန်မာရွှေပြောင်းလုတ်တော်58ရောက်ကိုစွန့်ဝယ်ရရှိဖို့အခမဲ့အကူအညီထုတ်ပေးခဲ့တယ်လို့သိရပါပါတယ်ရှင်။ ကရင်နယ်ကြားစောက်တက် PGF ကိုနမည်ပြောင်းထားတဲ့ကရင်မျိုးသားတက်မရော KNA နဲ့အဖွဲ့ခေါင်းဆောင်ပူမှုကြီးစောချစ်သူသူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့စောထူးအမှုနဲ့စောချစ်ချစ်တို့ကိုအမေရိကန်ပြည်ထောင်စုကအရေးယူတန်းခတ်ပိတ်ဆို့လိုက်ကြောင်းမနေ့ကမေ9ရက်နေ့မှာထုတ်ပြန်ပါတယ်သူတို့ဟာအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့ online ငွေကြေးလိမ်လည်မှုတွေ၊နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့လူကုန်ကူးမှုတွေအပါအဝင်ရာဇဝတ်မှုလုပ်ငန်းတွေကိုကူညီနေတာကြောင့်အရေးယူလိုက်တာဖြစ်တယ်လို့အမေရိကန်ဗန်နာရေးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။ ဘိုမိုးကြီးစောချက်သူရဲ့သား၂ယောက်ဟာလည်း BGF ရဲ့ပိုမှုအဆင့်အရာရှိတွေဖြစ်ကြပါဗျ။လူကုံကူးတာ၊ညှဉ်းပန်းနှိပ်စက်တာ၊အတန်းအတမခိုင်းစေတာ၊လိန်လယ်လှည့်ဖျားတာစတဲ့အမှုတွေကိုကျူးလွန်တဲ့အကြမ်းဖက်လုပ်ငန်းတွေရှိတဲ့ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီဒေသကရွှေကုတ်ကိုမြို့တဲ့ KK Park စီမံကိန်းတွေမှာ BGF KNA ကလှုပ်ဆောင်နေတယ်လို့ American ဘဏ္ဍာရေးဌာနကဆိုပါတယ်။ ဇန်နဝါရီလဆန်းမိုင်းမှာတရုတ်နိုင်ငံသားတရုတ်ဆောင်ဝမ်ရှင်ကမြောက်ရီဒေသမှာရှိတဲ့အွန်လိုင်းငွေလိမ်ကိန်းတစ်ခုစီကိုရောင်းစားခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပေါ်လာပြီးတဲ့နောက်အဲ့ဒီလုပ်ငန်းတွေကိုတရုတ်နဲ့ထိုင်းတို့ကဖိအားပေးလာခဲ့ကြပါတယ်။ထိုင်းဆိုရက BGF ထိန်းချုပ်ရာအဲ့ဒီဒေသတွေကိုလျှက်ဆက်မိနဲ့လောင်စာဆီဖျက်တောက်ခဲ့ပြီးတဲ့နောက် BGF ဟာသူတို့ထိန်းချုပ်တဲ့ဒေသတွေကကြားဖြန့်လုပ်ငန်းတွေကိုလူကုန်ကူးရောင်းစားခံရတဲ့ထောင်းနဲ့ချီတဲ့တရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံသားတွေကိုသက်ဆိုင်ရာနိုင်ငံတွေစီထိုင်းကတဆင့်ပြန်ပို့ပေးခဲ့ပါတယ်။ ကြီးထွားလာတဲ့ကာစီနိုနဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုကာကွယ်ပေးတဲ့အနေနဲ့ BGF ဟာ20ဒေါ်လာ192တန်ရရှိနေတယ်လို့ American အခြေစား USIP က2024 April 22ရက်နေ့မှာထုတ်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ BGF ရရှိနေတဲ့ billion ချီတဲ့ငွေ90ရာခိုင်နှုန်းကိုလည်းအာဏာသိမ်းစစ်တပ်ကရရှိနေတယ်လို့ USIP ကဆိုထားပါဗျ။ BGF ကောင်းဆောင်တွေကတော့အဲ့ဒီအမှုတွေကိုသူတို့ကျူးလွန်ခြင်းမရှိဘူးလို့တုံ့ပြန်ထားပါတယ်ရှင်။ ။အောင်မြင်တဲ့ပြည်လက်မြို့မှာဒီကနေ့မေလ6ရက်နေ့မနက်ပိုင်းမှာရန်ကုန်မော်လမြိုင်ပြည်ဆွဲနေတဲ့ယထာလမ်းမိုင်းမိုင်းခွဲဖြက်စီးခံရတာကြောင့်ယထာခရီးစဉ်တွေယာယီရန်နာထားပါရယ်။ရန်ကုန်မော်လမြိုင်ယထာလန်နှင်းမလဲဘူတာနဲ့တောင်စုံဘူရာကြားပေ80ရှိတဲ့တရအမှတ်65ဟာမိုင်းခွဲခံရပြီးတော့ယထာလန်ပြက်စီးခဲ့တာပါ ။ဒါကြောင့်ဒီကနေ့မော်လမြိုင်ဘူရာကြီးနဲ့ရန်ကုန်ဘူရာကြီးကထွက်ခွာမဲ့အစုံအစံယထာခီးစဉ်တွေကိုယာယီဖျက်သိမ်းပြီးတော့ဝယ်ယူထားတဲ့ယထာလက်မှတ်ကားတွေကိုလည်းပြန်အမ်းပေးမယ်လို့မော်လမြိုင်ဘူရာကြီးကထုတ်ပြန်ထားပါတယ်။ပြည်ထောင်မေလာ၃ရက်နေ့ညကလည်းရန်ကုန်မြို့မြအဝေးပြေးကားလမ်းမကြီးပေါ်ကသထုံမြို့နယ်မိုးကောင်းဖရားနီမှာရှိတဲ့သရမိုင်းခွဲဖြက်စီခံရတာကြောင့်သွားရေးလာရေးခက်ခဲပြီးတော့ကြေးရွာလမ်းတွေကိုအုံပြုတ်နေရတယ်လို့ဒေသခံတွေကပြောပါရတယ်။ အခုရထားလမ်းမှာမိုင်းခွဲဖြက်စီးခံလိုက်ရတာကြောင့်ရန်ကုန်မော်လမြိုင်ခရီးသွားလာမဲ့သူတွေအနေနဲ့များစွာအခက်ကြုံနေရတယ်လို့သိရပါပါရှင်။ပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့နိုင်ငံတကာသတင်းဘက်ကိုကြည့်အောင်ပါ။ပုံရံမင်းကြီးရွေးချယ်ပွဲမတိုင်ခင်ယဟန်မတ်တီကဗာတီကန်ကို ရွှေ့ပြောင်းနေကြပါပြီ။ဒီသတင်းအကြောင်းအရအပြည့်စုံကိုမရှင်ရွက်ကဆက်လက်ပြောပြပေးမှာပါရှင်။ပုံရံမင်းကြီးရွေးချယ်ပွဲကာလမှာသူတို့နေထိုင်မဲ့အဆောင်အခန်းတွေစီကိုအင်္ဂါနေ့ကစတင်ပြီးတော့ယဟန်အမတ်တွေကရွှေ့ပြောင်းနေထိုင်ကြပြီးဖြစ်ပါတယ်။ ပုံရံမင်းကြီးကိုလှည့်ဝတ်မဲ့ပေရွေးချက်မဲ့နေမတိုင်းမီတရက်အလုံးမှာဒီလိုပြောင်းရွှေ့ကြတာဖြစ်ပါတယ်။ ဩယာမင်းကြီးဖရန်စစ်ကဧပြီလ22ရက်နေ့ကွယ်လွန်သွားပြီးတဲ့နောက်ရဟန်းမင်းကြီးအစ်စ်ရွေးချယ်မဲ့ရဟန်းအမတ်133ပါးဟာဗုဒ္ဓဟူးနေ့မှာ16ဖရာကျောင်းမှာဆွေးကြမှာဖြစ်ပြီးဒီလိုရွေးချယ်မှုကနိုင်ပိုင်းကနေရက်တချို့ဒါမှမဟုတ်လာပေါင်းများစွာအထည်ကြမြင်နိုင်ပါတယ်။ရဟန်းအမတ်တွေကပုံမှန်အားဖြင့်ဗာတီကန်ရဲ့စန်တာမာတာဧည့်ရိတ်သားမှနေထိုင်ကြပြီးတော့ဒီအခန်းတွေဟာရေချိုးခန်းနဲ့ဟိုတယ်ပုံစံအခန်းတွင်းဝင်ဆောင်မှုတွေအထည်ပါရှိပါတယ်။ဒါပေမဲ့သူတို့အားလုံးအတွက်အခန်းလုံလောက်အောင်တော့မရှိပါဘူး။ တိုက်ချင်းငားလိုက်ကနိုင်ငံပေါင်း80ကကိုယ်စားလှယ်တွေပါဝင်တဲ့အတွက်အခုရမ်းမင်းရွေးချယ်ပွဲကအကြီးဆုံးဖြစ်မှာဖြစ်ပြီးနိုင်ငံတကာကအများဆုံးပါဝင်လာလဲဖြစ်ပါတယ်။ဒါကြောင့်တချို့သောရမ်းအမတ်တွေကိုစန်တာမာတာဗေကီးယားမှာနေရာချထားပေးတာဖြစ်ပါတယ်။ဒီဆောင်ကဗာတီကန်အရာရှိတွေနေထိုင်နေကြနေရာလဲဖြစ်ပါတယ်။အခန်းတွေကိုအင်္ဂါနေ့ကနေဗုဒ္ဓုံးနေ့အထိမနက်ပိုင်းဝတ်ပြုချိန်အကြာမှာမဲနိုင်ရွေးချယ်ပေးထားမှာဖြစ်ပြီးရမ်းအမတ်ရွေးချယ်ပွဲအတွက်ဗုဒ္ဓုံးနေ့မှာဆက်လက်ပြုလုပ်မှာဖြစ်ပါတယ်။ ရဟမတ်တွေကလှိဝက်ရေးကိုစောင့်ထိန်မှမယ်လို့ဂရီသစ္စာပြုအားမှဖြစ်ကရွေးချယ်ပွဲအတွက်မှာဘာတွေဖြစ်ပျက်ခဲ့ရဲဆိုတာကိုပေါက်ကြားစေခဲ့ပါကဝိုင်းပယ်တပိတ်မှောက်ခံရမှာဖြစ်ပါတယ်ရဟမတ်တဲ့ကိုရွေးချယ်ပြီးတဲ့အထိရဟမတ်တွေကို ပြန်ပကဘာနဲ့ဆက်သွယ်ခွင့်တားမြစ်ထားမှာဖြစ်ပါတယ်ရှင်အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီစီနဲ့စောင်းစီစီတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစ်မသတင်းတောက်ကိုမြတ်သူရကစူးစိတင်ဆက်ပေးမှာပါရှင်။ နေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလှယ်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်2100ကျပ်ပြင်ပပေါက်စဉ်4410ကျပ်စင်ကာပူ Dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်1633.89ကျပ်ပြင်ပပေါက်စဉ်3435ကျပ်ယူရောပတယူရောကိုစစ်ကောင်စီတတ်မှတ်စဉ်1380.98ကျပ်ပြင်ပပေါက်စဉ်9036ကျပ် ိုင်းပတ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ63ဒသမ85ကျပ်၊ပြင်ပပေါင်စေ135ဒသမ69ကျပ်၊မလေးရှားတဝင်းကိကိုစစ်ကောင်စီတတ်မှတ်စေ900ကျပ်၊ပြင်ပပေါင်စေ1048ကျပ်ပေါင်စေရှိပါတယ်။ဘောပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။မဆုံးရဖြည့်တွင်ရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုန်တဲ့အသင်းတတ်မှတ်စေ56သိန်း ကိုတောင်ကျပြင်ပပေါ့စေ85ဒိ6တောင်ကျ15ဘဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ53ဒိ3435ကျပြင်ပပေါ့စေ83ဒိ2တောင်ကျပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ဒီဇယ်လီတာကို2400ကျပ်ပရီမီယံဒီဇယ်လီတာကို 3055ကျား outdated 92လီတာကို1885ကျား outdated 95လီတာကို1940ကျားပေါက်ဈေးရှိပါတယ်ပေါ်ပြပါသုံးကြည့်ဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရအဆောင်စီဈေးနှုန်းတွေကတော့ဆောင်းစီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စေ6900ကျားပြင်ပပေါက်စီ9000ကျား ပေါ့စည်းရှိပါတယ်။ပေါ်ပြပါစင်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါသမစမ Prime Time မစမတဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်ကိုတော့ကျမတို့ချမ်းကစူးစီးတင်ဆက်ပေးခဲ့တာပါ။သမစမ Prime Time အစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။